အင်တာဗျူးပြုချင်လို့တဲ့ဆိုတော့ဒီကနေပဲတခါလေးပဲဖြေလိုက်မယ်နော်တခါလေးပဲဖြေလိုက်မယ်ကျွန်မဘယ်တော့မှအင်တာဗျူးတွေမဖြေပါဘူးနော်အာအင်တာဗျူးတွေဖြေရလားအာအချိန်နေလည်းမဟုတ်ပါဘူးနော်ဘယ်တော့မှလည်းအင်တာဗျူးတွေမဖြေခဲ့ဘူးပေါ့နော်ဆိုတော့ကျွန်မကအခုပြောရဲဆိုရဲဆိုရှယ်မီဒီယာပေါ်မှာအဆိုရဲကိစ္စကကျွန်မပြောတင်ပြောတိုက်တယ်ထင်လို့ကျွန်မကမှန်တဲ့ဘက်ကရက်တီပြီးကျွန်မအမြင်နဲ့ပြောတယ် ျွန်မတချို့ပြဿနာရဲ့ကလေးတွေကိုပြည်သူတွေအများစုကလည်းစိတ်ဝင်စားတယ်ပြည်သူတွေအများစုကလည်းဖြစ်နေတယ်ဆိုတဲ့ကိစ္စမှာကျွန်မထင်မြင်ယူဆချက် thinking လေးတွေကိုကျွန်မက sharing လုပ်ခြင်းတသက်ပဲเนาะကျွန်မကကျွန်မဟာကျွန်မကျွန်မအလုပ်ကိုကျွန်မလုပ်တယ်ကျွန်မအောင်မြင်ခြင်းတဲ့သူလည်းမဟုတ်ဘူးကျွန်မ attention လိုခြင်းတဲ့သူလည်းမဟုတ်ဘူးကျွန်မဘာမှဖြစ်ခြင်းတဲ့သူမဟုတ်ဘူးကျွန်မကကျွန်မတို့ပြည်သူတွေမသိတာလေးတွေကိုသိစေခြင်းနဲ့ ကျမတို့ပြည်သူတွေနားမလဲတာလေးတွေကိုနားလဲစေခြင်းနဲ့ကျမတို့ပြည်သူတွေညံ့လို့မလို့ခံရတယ်ဆိုတဲ့ဟာမျိုးလေးတွေကိုမခံရစေခြင်းဘူးဒါကြောင့်မလို့ကျမကလည်းတိတ်ပြီးကြီးကျယ်ခံတာပြီးတိနေတက်နေလို့မဟုတ်ဘူးကျမတိသလောက်တက်သလောက်နေပေတဲ့ကနေပြီးတော့မှကျမတိသမြတက်သမြလေးတွေကိုဖြည့်ရှင်းပေးနေတာဖြစ်တယ်ဒါကြောင့်မလို့ကျမကထူးထူးကဲကဲအင်းနဲ့လှုပ်ပြီးတော့မှအင်တာဗျူးတွေဖြည့်လောက်เสียအခြေအနေမဟုတ်တဲ့အတွက်ကြောင့်မလို့ကျမမှာအင်တာဗျူးတွေဖြည့်ဖို့အစီအစဉ်မရှိပါဘူးเนาะ 给。嘿嘿嘿，谁要东北吃？哼。<noise> <Okay. 笑> <laughs> ကင်ဒီနေ့ဟိုလေစပီတာတွေနည်းနည်းနားလာအောင်မယ်နော်ရှိပီတာစပီတွေကိုပဲလေဟိုမြှောက်ဝေကြပလိစေအောင်နော်ဒီနေ့မတင်ပါရစအောင်လည်းမတင်ရဲဆရာဟိုစာလီ ကျွန်တော်ခုနပြောသလိုမျိုးပေါ့ကျွန်တော်တို့ကနာမည်ကြီးခြင်းတဲ့သူလည်းမဟုတ်ဘူး line ပေါ်မှာ attention ယူခြင်းတဲ့သူလည်းမဟုတ်ဘူးကျွန်တော်တို့အသက်အရွယ်နဲ့ဟိုအောင်မြင်မှုဒီအောင်မြင်မှုတွေလည်းဖြစ်ခြင်းတဲ့သူတွေမဟုတ်ဘူးကျွန်တော်တို့ပြောရဲဆိုရဲဆိုတာကပြည်သူအတွက်တည်တင်တည်တိုက်တယ်ထင်လို့လိုအပ်တယ်ထင်လို့နားမလည်ကြသေးတဲ့ဟာလေးတွေကိုကိုနားလေတဲ့ရှူတောင်းကနေပြီးတော့မှရှင်းပြယုံတတ်တတ်ပဲเนาะအဲ့ဒီမှာတော့ဟိုလူကိုနစ်နာစေလိုတာဒီလူကိုနစ်နာစေလိုတာတွေတခုမှမပါဘူး ဘာဖြစ်လို့လဲဆိုတော့ဖြစ်တဲ့ဖြစ်တိုက်တဲ့အကြောင်းအရာလေးတွေကိုကျမတယောက်တည်းကမှပြောတာမဟုတ်ဘူးလေတနိုင်ငံလုံးကပြောတာလေနော်အဲ့တော့ကျမတို့များသောအားဖြင့်ကြတော့ကျမတို့ပြည်သူတွေမှာဘာဖြစ်လဲဆိုတော့ကိုမကြိုက်ဘူးဆိုကျမတို့ပြည်သူတွေကလိုအပ်တဲ့အခြေအနေစီကိုမရောက်ဖဲနဲ့မကြိုက်ဘူးဆိုဆဲကြတာပေါ့ ိုက်တယ်ဆိုရင်ကြတော့လေကြိုက်တဲ့အကြောင်းတွေကာကွယ်ကြတာပေါ့အဲ့တော့မကြိုက်တဲ့သူနဲ့ကြိုက်တဲ့သူနဲ့တိုက်ပွဲတွေကြားထဲမှာဘယ်တော့မှအဖြေမထွက်ဘူးဘယ်ပြဿနာမဆိုပေါ့အဲ့တော့ကျမအဖြေထွက်အောင်လို့ကြားထဲကနေပြီးတော့မှကျမမြင်နေရှူတော့ကနေပြီးတော့မှကျမနဲ့လူနည်းစုလေးရပ်ဝင်ကြားထဲမှာကျမအဖြေထုတ်ကြည့်တာပဲဒါပါပဲเนาะစံနာများကြီးတိတ်ကြီးကြီးကြဲကြဲခန်းခန်းနားနားတွေမဟုတ်ပါဘူးเนาะဆိုတော့ကျမနားလေတဲ့အကြောင်းအရာလေးတွေအဲ နားမလဲတဲ့သူတွေနားလဲသွားအောင်လက်ဆင့်ကမ်းပေးတယ်အဲကျွန်မမသိတာလေးတွေဆိုပြန်ပြီးတော့မှတင်ယူတယ်ဒါတော့ပဲဒါတော့ပဲအဲ့တော့ ခုန MC ကလာပြီးကမ်းလှမ်းလို့ interview ဖြေဖို့ဆိုတဲ့ဟာလောက်ကြီးလောက်ကိုကျမမှ interview ဖြေစရာအကြောင်းအရာဘာမှ topic မရှိဘူးလေနော် interview ဖြေလောက်စရာဘာ activity မှလည်းမဟုတ်ဘူးလေနော်အဲဒါကြောင့်မို့ကျမဘာ interview မှမဖြေပါဘူးကျမပြောနေဆိုနေတယ်ဆိုတာတွေကအခုမှပြောတာလည်းမဟုတ်ဘူးကျမဒီ social influencer စလုပ်နေရ social media ပေါ်မှာကျမစပြီးရက်တီနေနေရကျမဒါတွေပြောခဲ့တာအခုကကျတော့ TikTok တွေဘာတွေညာတွေကနေပေါ့မြမှုအားတွေနောက်တစ်ခါ media တွေ 瑞星老早读的，咪啊啦啦撇的叫咱们咯，第第一没些，第保密。<noise> <noise> ောင်ပြီးတော့မှ social ဘောပြန်ပြီးတော့မှ day တွေမှာလူတွေပို့ပြီးတော့မှတိသွားတယ်ဒါပါပဲเนาะဆိုတော့ရွှေအကြောင်းနေစိန်အကြောင်းနေဆိုတာလဲစရောင်းနေရပြောခဲ့တာเนาะကျန်တဲ့ဘဝတုတ္တရရစရာတွေဆိုတာက ဒီလို့ဒီဆလုံးเนี่ยအလင်းတင်အလင်းတင်တယ်လို့ပြောခဲ့တာဒါကြောင့်မလို့ကျမလည်းကျမမှာရှိတဲ့အဲကျမကိုချစ်တဲ့ပိယိတ်သက်ဆိုတဲ့ဒီဟိုလူလေးရှိတာပေါ့เนาะပိယိတ်သက်ဆိုတာဒီလိုမျိုးဟိုဟာကြီးပြောတာမဟုတ်ပါဘူးเนาะလူလေးရှိတာပေါ့လေအဲ့တော့အเจ้าမဲ့တသက်တော်ဒီလို social ပေါ်မှာဘယ်ရက်တည်နေနိုင်ကြပါမလဲเนาะဆိုတော့အဲ့တော့ကျမဘာ interview မှာလည်းဖြေဖို့အစီအစဉ်မရှိဘူး interview တနိုင်ပရာဟိတာကျမဘယ် Facebook ပေါ်မှာမတင်ဘာသူစီကားမှာအလှမခံမှုကျမချွေးနေစာနဲ့ကျမဟာကျမခလေးတွေကိုကျမစီးကုပေးခဲ့တာ18ယောက်ရှိသွားပြီအခုတယောက်လောလောဆယ်စီးယုံပေါ်မှာနောက်ဆုံးတယောက်ကစီးယုံပေါ်မှာတယောက်ရှိနေသေးရဲ့18ယောက်ရှိသွားပြီကျမနှကန်းခွဲအာကောင်ခွဲခလေးတွေလုတ်ပေးထားတာအယောက်40ကျော်သွားပြီတိလားနော်ဆိုတော့ ကျွန်မအများကြီးကြံနေကြံနေအရာတွေအာဆိုတဲ့ဟာတွေခဏဘေးဖယ်ထားလိုက်အောင်ဒီကျမ်းမာကြီးအရာကလေးတွေဆေးကုပေးတာကလေးတစ်ယောက်300လောက်ကုန်တယ်ကျွန်မ18ယောက် ရှိ recommend နဲ့ဆရာဝန်ကြီးကကျမစီမှာအကူအညီတင်အဲ့ဒီဆိုရင်ကျမကလိုအပ်တဲ့ငွေကြေးထောက်ပံ့ကူညီပြီးတော့မှကျမစလဲဆုံးအကုန်လုံးဇယိတ်ကအစစားဈေးကအစနေဈေးကအစနဲ့ကျမဇယိတ်ငင်းအကုန်လုံးကုသပေးလိုက်တယ်အဲ့ဒီအတွက်ကျမအက်ကလေးတွေနဲ့ဓာတ်ပုံတွဲရိုက်ပြီးတဲ့ social media ပေါ်မှာကျမဘယ်တော့မှမတင်ခဲ့ဘူး ျမဘလို့လှူလိုက်ပါလေဆိုပြီးတော့လေကျမဘယ်တော့မှကျမအကျေတဝင့်မဖော်ပြဘူးဘယ်သူစီကောမှလည်းကျမကအာဘလို့ခေါ်မလဲအာ attention နေရှာပြီးတော့မှပြည်သူမြေတာကိုလည်းကျမမခံယူဘူးကျမလှူတယ် အလူကံပုတ်ကိုကောင်းသွားတယ်ဆိုရင်ကျမတသက်လုံး ADPT ကိုယူမယ်အဲ့လိုပုံစံနဲ့ပဲကျမအလုပ်လုပ်လာတာဘသူစီကားမှလည်းကျမအလူငွေတပြားမှမကောက်ခံဘူးစေတနာရှိလို့မမတင်ရင်ဝင်ပါပြရစီဆိုရင်ကျမထည့်ပြီးတော့မှထည့်ပေးလိုက်တယ်အဲ့ဒီပတ်စံကိုနော်ကျမဘသူ့ဟိုမှာအလူခံပြီးတော့မှလုပ်ပြီးတော့မှကျမမလုပ်ခဲ့ဘူးဘူးဒါကြောင့်မလို့ကျမစိတ်ရှင်းတယ်လေကျမနိုင်တယ်ကျမခလေးတယောက်တက်နိုင်ရင်ကျမခလေးတယောက်ကုပေးလိုက်တယ်ကျမခလေးနှစ်ယောက်တက်နိုင်ရင်ကျမခလေးနှစ်ယောက်ကုပေးလိုက်တယ်18ယောက်ရှိသွားပြီးပြီ အဲ့တော့နင်လုတ်ကြည့်ပါလားဆိုတဲ့ဟာမျိုးမပြောနဲ့ကျမတို့ကသူများပတ်စံနဲ့ကျမတို့ရက်တည်ပြီးတော့မှကျမတို့မလုတ်ပေးဘူးကျမတို့နိုင်နေအင်အားနေပဲကျမတို့လုတ်ပေးတယ်ဟုတ်ပြီနော်အဲ့တော့နင်ကဘာလုပ်နေလို့လဲဆိုတဲ့သူတွေကိုသိအောင်လို့ပြောပြတာပါအလင်းသိလို့မလို့နင်ဘာလုပ်နေလဲဆိုလို့နင်ဘာလုပ်တယ်ဆိုတာကိုသိချင်းတမိုင်းကြောင်းလာပြန်လှန်ကြည့်ကြည့်လိုက်နော်တမိုင်းကြောင်းလှန်ပြန်ကြည့်ကြည့်လိုက်ကလေးတယောက်ကို ခွဲစိတ်ကုသပေးတဲ့ဒီစအိုပေါက်မပါတဲ့ကလေးတယောက်တွေကိုခွဲစိတ်ကုသပေးတာနှလုံးကိုခွဲစိတ်ကုသပေးတာကလေးတယောက်ကို3300ဘတ်ချလဲမှာပုံနဲ့နေစရိတ်စားစရိတ်အဝိစားတော်ဖန်းစင်ရသေးတယ်နော်စေကုသစရိတ်ခွဲစိတ်စရိတ်ပြန်သွာပြန်လာဖို့အတွက်လမ်းစရိတ်ပြန်သွာတဲ့လမ်းစရိတ်ဒီလိုမျိုးတွေဟာအစကလေးတယောက်ကို3300ဝန်းကျင်ကုန်တယ်18ယောက်ရှိသွားပြီကျမချွေးနေစားနေကျမလူနေတာ ဘယ်သူစီကမှအလူခံကောက်ပြီးတော့မှလှူတာမဟုတ်ဘူးအဲ့ဒီအတွက်လည်းကျမက